ပြီးခဲ့တဲ့သတင်းဘက်ကသမရဟောင်းရိုဒရီကိုဒူတာဒေးကိုဖမ်းဆီးပြီးနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC တို့လွှဲပြောင်းပေးဖို့ဆုံးဖြတ်ခဲ့ရတဲ့ပတ်သက်လို့ဖိလစ်ပိုင်လွှတ်တော်မတ်တွေကအစိုးရရရှိတွေကိုမတ်20ရက်ကမင်းမြန်စစ်ဆေးရာမှာတရားရေးဝန်ကြီးကကြိုတင်ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘူးလို့ညင်းဆိုလိုက်ပါတယ်။ဒူတာဒေးဟာမတ်17ရက်ကဖမ်းဆီးခံခဲ့ရပြီးအဲ့ဒီနေ့မှပဲနယ်သာလန်နိုင်ငံတဟိတ်မြို့မှာရှိတဲ့ ICC တို့လေရင်နဲ့ပို့ဆောင်ခံခဲ့ရပါတယ်။ လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရတဲ့သူ့ရဲ့မွေးဆေးဝါးနှင်းနှင်းမှုတွေနဲ့ဆက်ဆက်လို့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆွဲချက်တွေနဲ့ဒုတာတိရုပ်တည်စစ်ဆေးခံရပါတယ်။မတ်နဆယ်ရက်ကလွှတ်တော်ဆိုင်ရာကြားနာစစ်ဆေးမှုအတွင်းတရားရေးဝန်ကြီး Jesus Remula ကအစိုးရအနေနဲ့နိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ကဖမ်းဝရလက်ခံမရရှိခင်အထိ ICC နဲ့ဒန်းတူဆက်ဆံရေးပဲရှိခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။အခုချိန်မတိုင်ခင်အထိကျွန်တော်တို့ ICC နဲ့တရားဝင်ဒါမှမဟုတ်အလို့တဘောလုံးဝအဆက်အသွယ်မရှိခဲ့ပါဘူးလို့ဝင်ကြီးရီမူလာကပြောပါတယ်။အဲ့ဒီကြားနာဆက်ဆဲမှုကိုဖန်ဆီးခန့်ခေါင်းဆောင်ဟောင်းရဲ့သမီးဖိလစ်ပိုင်ဒုသမရဆာရာဒူတာတီးရဲ့ယင်းဒီတဲ့တငယ်ချင်းလွှတ်တော်မတ်အီမီမာကိုစ်ကတောင်းဆိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သမရမာကိုစ်ရဲ့ညီမဖြစ်သူအီမီမာကိုစ်ကနည်းနည်းရှန်ရှန်ပူပေါင်းဆောင်ရွက်မှုရှိခဲ့တယ်လို့ပြောပါတယ်။ ဖလပိုင်ဆိုရနဲ့ပူပေါင်းဆောင်ရွက်မှုရှိခဲ့တယ်လို့ပြောရင်ဆက်တွေ့ခဲ့တာကမိမိတို့စီမဟုတ်တဲ့အတွက်ဘဒူဘဝါရီနဲ့ဆက်တွေ့ခဲ့တယ်ဆိုတာသိကျင်မိတယ်လို့ဝင်ကြီးရီမူလာကပြောပါတယ်၂၀19ခုနှစ်မှာ ICC ကနေဖလပိုင်ထုတ်ထွက်လိုက်ပြီးရဲ့နောက်ပိုင်းဖလပိုင်ဆိုရအနေနဲ့ ICC စုံစမ်းစစ်ဆေးသူတွေမှာတရားစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီးပူပေါင်းဆောင်ရွက်ဖို့အကြိမ်ကြိမ်ငင်းဆိုနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Interpol ကဖမ်းဆီးပေးဖို့တောင်းဆိုလာရင်ရေးယူဆောင်ရွက်ပေးဖို့တာဝန်ရှိလိမ့်မယ်ဆိုပြီးအစိုးရရရှိတွေကမကြတဲ့ခင်ကမှပြောင်းလဲပြောဆိုခဲ့ကြတာဖြစ်ပါတယ် ဒုသပရဆာရာဒူတာတေးကတော့သူ့ဖခင်ဖန်ဆီးခံရတာဟာနိုင်ငံရေးအတွက်အသုံးချမှုဖြစ်တယ်လို့ပြောပါရီ2022သမရရွေးကောက်ပွဲမှာမိသားစုနှစ်စုပေါင်းပြီးတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ဒူတာတေးနဲ့မာကော့စ်မိသားစုကြားဆက်ဆံရေးအဆင်မပြေဖြစ်လာခဲ့ပြီးဆာရာဒူတာတေးကိုယ်တိုင်လည်းပြည်တွင်းမှာဆွဲချက်တွေအများကြီးနဲ့ရင်ဆိုင်နေရပါသည်